Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့အတင်းရဲ့ကွင်းသစ်ကိစ္စနဲ့ပတ်သက်ပြီးတော့လက်ရှိမှာတော်တော်များများပြောစရာတွေဖြစ်နေတယ်ပေါ့။သူတို့ပြင်ကျွန်တော်တို့က Manchester United ကနေပြီးတော့နာလာမဲ့9နှစ်အတွင်းမှာเนาะကျွန်တော်တို့ဒီကွင်းသစ်ကိုတည်ဆောက်တော့မယ်ဆိုပြီးတော့သူတို့ဒီ project ကိစ္စတွေဘာတွေလက်ရှိနမူနာပုံစံတွေအကုန်လုံးကိုချပြလာခဲ့ပြီးတဲ့နောက်ပိုင်းမှာပြောစရာတွေကျွန်တော်ဖြစ်လာတာပေါ့ဗျာ။ဆိုတော့ Ultra Pro ကကျွန်တော်အားလုံးသိသလိုပဲလုံးဝဒါ renovation ပဲဖြစ်ဖြစ်ပေါ့เนาะလုံးเสียလိုးကိုလိုးနေတာ။ ။နောက်ကျတော့မိုးယိုတဲ့ကိစ္စတွေပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်လက်ရှိ modern kit မမီတော့တဲ့နောက်ဒီပုံစံမျိုးတွေနိုင်ငံတကာပွဲစီတွေမှာဆိုလို့ရှိရင်ကိုအတင်းရဲ့ကွင်းမှာကျင်းပဖို့အတွက်အချိန်ညီမကောင်းတာတွေဒါမျိုးတွေနဲ့အတူ ultra pro ကအကယ်လို့ကွင်းသစ်တိဆောက်တာမျိုးမဟုတ်တော့မှနော်တီးတန့်ဆိုသလိုကျွန်တော်ဒါဒီအတင်းကွင်းရဲ့ပေါ့နော်ကျွန်တော်တိုးတက်ဖို့လိုနေတဲ့အရာတွေပြုပြင်ဖို့လိုနေတဲ့ကိစ္စတွေကကျွန်တော်ရှိခဲ့တာ ဆိုတော့ဒီပြိတ္တပောင်း9000ခွဲလောက်ဆန်းနေကွင်းဖြစ်တဲ့အတွက်ပြိတ္တအကြီးအတွက်ကပြဿနာအလောက်ထိကျွန်တော်မရှိဘူး။ဒါပေမဲ့ကျွန်တော်အနေနဲ့ modern kit နဲ့ဆိုလို့ရှိရင်တော့ဘောလုံးပဲကစားလို့ရပြီးတော့ကျန်တာဘာမှလုပ်လို့မရဘူးဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်သွားပြီ။ဆိုတော့ဒါကြောင့်ပေါ့နော်ဒီအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကလာမယ့်9နှစ်အတွင်းမှာဒီကွင်းကိုစောက်ဖို့အတွက်အပိသက်စောက်ဖို့အတွက်ပေါ့နော်အမှန်ကန်ပြင်ရဆင်နေကြတာ။ဒီကနေ့တွေးကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကောင်းတဲ့အရာတစ်ခုလို့ကျွန်တော်ပြောရမှာပေါ့ဗျာ။ဒါပေမဲ့လည်းလို့ပေါ့နော် ကျွန်တော်တို့ဒီနောက်ပိုင်းမှာပြည်သက်တီကြားတဲ့ပြောစရာတွေကျွန်တော်ဖြစ်လာတာကအတင်းပိုင်ရှင်နဲ့ပတ်သက်ပြီးတော့ဒီကိစ္စတွေကအများကြီးပြောစရာတွေဖြစ်လာတယ်။နံပါတ်1အိုမားပါရတာကကျွန်တော်ပြောသွားတယ်။ကျွန်တော်လက်ရှိဒီအတင်းရဲ့ဘောနော်ဒီအကွင့်အစ်တီဆောက်တဲ့ပုံစံကကျွန်တော်ဒီပေါင်2ဘီလီယံယူရို1.5ဘီလီယံဒီကျွန်တော်ကုန်ကြနိုင်တယ်။เนาะကျွန်တော်ကလူတသိန်းဆက်မဲ့ကွင်းဖြစ်လာမယ်။เนาะလူတသိန်းဆက်မဲ့ကျွန်တော်ကွင်းဖြစ်လာပြီးတော့လက်ရှိကျွန်တော်အနေနဲ့ဒီတခြားကိစ္စတွေတော့ဘောနော်ကျွန်တော်ဘာမှမစီစဉ် မစီစဉ်ရသေးပေမဲ့2030 2031ခုနှစ်မှာ2030 2031ခုနှစ်ဘောလုံးရသည်စတင်တဲ့နေရာမှာအသုံးပြုဖို့အတွက်ရည်ရွယ်ထားတယ်ဆိုပြီးတော့လည်းသူပြောထားတယ်ဆိုတော့ဒါအပြင်ပေါ့နော်လက်ရှိကွင်းတစ်ကိုလည်းလက်ရှိညီးပြဖြစ်တဲ့ Rubin Amorin နဲ့ဖွင့်လှစ်ခြင်းတဲ့ကိစ္စတွေနော်ဒါအပြင်ပေါင်1ဘီလီယံခန်းလောက်ကုန်ကြမယ်ဆိုတဲ့ကိစ္စတွေနော်မိုဘိုင်းကွင်းတွေကွင်းအမီတွေနဲ့ပတ်သက်ပြီးတော့ဘာမှမဆုံးဖြတ်ဘူးဆိုတာတွေကွင်းဟောင်း Ultra Foot ကိုဘာလုပ်မလဲနော်ကျွန်တော်တို့ကအမျိုးသမီးတွေအတွက်ပဲပြီးစော့မလားလူငယ်တွေအတွက်ပဲပြီးစော့မလား ဒါမှမဟုတ်လက်ရှိ9000ခွဲစတဲ့နေရာကနေ2000ခွဲ3000လောက်ဒီမှာ short ဟိုပါပြည့်တဲ့ရည်တွက်ဒီကို short ချမလားဒါကြီးနဲ့ပတ်သက်ပြီးတော့ဘာမှအဆုံးဖြတ်ချက်မချရသေးဘူးဆိုတာမျိုးတွေလည်းကျွန်တော်ပြောထားတယ်ဒီနေရာမှာကျွန်တော်တို့ဘောနော်9နှစ်အတွင်းစောက်တယ်ဆိုတာမျိုးကတတော်ကူမင်းအဝဖြစ်လုံးမကိုရမှာတကယ်တမ်းဒီစာချင်းဆိုလို့ရှိရင်သူတို့ပြောသွားတာရှိတယ်ဗောနော်ကျွန်တော်ဒီကွင်းကို9နှစ်ဆောက်လို့ရတယ်ဒါမှမဟုတ်10နှစ်တွင်ဆောက်လို့ရတယ်ဗောအဲ့မဲ့သူ10နှစ်ဆက်ပြီးတော့ရှိဖို့မတေချာတော့တဲ့သူ9နှစ်လောက်နဲ့အပိတဆောက်ချင်တယ်ဆိုပြီးတော့သူပြောသွားတယ် ဆိုတော့ထပါဒီ9နှစ်တွင်စောက်ဖို့အတွက်ဖြစ်နိုင်တယ်ပဲကျွန်တော်ထားအောင်အဓိကမေကွန်းအကြီးတစ်ခုရှိတယ်။နောက်ပေါင်2ဘီလီယံယူရို1.5ဘီလီယံလောက်ကျွန်တော်ကုန်ကြမယ်ဆိုတော့အဲ့ဒီငွေကိုဘယ်သူကဘယ်သူပေးမလဲ။အဲ့ငွေဘယ်ရရမလဲ။ဆိုတော့ဟိုဒီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွက်တကယ်တမ်းတွေးလို့လက်တွေ့ကြကြထွေးလို့ရတဲ့အရာအများကြီးရှိမနေဘူးဗျာ။တေးကြတာတစ်ခုကတော့သူတို့အစီအစဉ်နဲ့သူတို့ရှိမှာပေါ့နော်။အာဒါလက်ရှိဒီလိုမျိုး plan ကြီးညာပြီးဆိုကြဲကသူတို့သူတို့အနေထားနဲ့မလုံနိုင်မင်းနဲ့တော့သူတို့ညာမှာတော့မဟုတ်ဘူး အမေအဲ့ပေါင်နှစ်တသမ5ဘီလီယံယူရိုဟောဗာလဲပေါင်2ဘီလီယံကိုကျွန်တော်တို့သာဘယ်ရရမလဲအတင်းရပဲခေါင်းစည်းခံရအောင်မလားဒီငွေရဟုတ်တယ်မလားနော်ကျွန်တော်တို့ပိုင်ရှင်တွေရဲ့ဘက်ကကျွန်တော်တို့ထုတ်ပေးဖို့မရှိဘဲနဲ့အဲ့ငွေကိုသူတို့ဘလ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 ို့သုံးမလဲနော်ကလေးစားရဲ့လက်အောက်မှာအတင်းရဲ့လဲပက်နေတဲ့ငွေတွေကနေထုတ်သုံးလာရင်ထုတ်ယူလာရင်ねသူတို့အိတ်ထဲကငွေတွေဘာမှမဆိုင်ပေးဘဲနဲ့ကျွန်တော်တို့ဒါ15နှစ်လောက်လေးကျွန်တော်ကြာလာရောအတင်းဟာပေါင်1ဘီလီယံလောက်ထိအကျွေးတင်နေတယ် လက်ရှိ Manchester United ကအကြွေးကိုကျွန်တော်အနေနဲ့ထူထပ်နေတာပဲလုံးဝအခြေအနေမကောင်းဘူးဘယ်လောက်ထိအကြွေးထူလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့1 billion လောက်ထိကျွန်တော်ရှိတယ်လို့ transfer အကြွေးတွေကလည်းပေါင်သန်း300တော့ကျွန်တော်ရှိတယ်ကြားထဲမှာဂလီဇာတို့ပါတို့ယူခဲ့တဲ့အကြွေးတွေရဲ့ဘန်ကြွေးတွေကျွန်တော်ရှိတယ်ဆိုတော့ဂလီဇာတို့ယူသည်မငွေတွေရဲ့အကြွေးတွေကို United ဆိုတဲ့အတင်းကြီးကခါးစီးကျွန်တော်ခံနေရတာအခုလက်ရှိကျွန်တော်အနေနဲ့ပိုင်ရှင်တပွေကျွန်တော်ရောက်လာပြီနော်ကျွန်တော် Sergeant Redcliffe ကျွန်တော်ရောက်လာပြီ Sergeant Redcliffe ဟာအတင်းကိုရောက်ရချင်းပေါင်သန်း300တော့သူထည့်ပြီးသွားပြီ ဒါဒါကောင်းတဲ့တစ်ချက်ပါဒါပေမဲ့9နှစ်တွင် तू 1.5ဘီလီယံလောက် तू သုံးမှမလားကျွန်တော်မထင်ဘူးဂလီစာရဲ့ဘက်ကထုတ်ပြီးမလားမင်းအဝေးကြီးပဲဆိုတော့အတင်းဘက်ကပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့9နှစ်9နှစ်လောက်ကိုနော်ကျွန်တော်ဒီအရှုံးနေတော့ချောက်ပေါ်နေတဲ့ကလပ်အသင်းအကျွေး1ဘီလီယံလောက်ရှိတဲ့ကလပ်အသင်းကပိုင်ရှင်ဒီအတွက်နောက်ထပ်ဒီကွင်းကြီးတိဆောက်ဖို့ကျွန်တော်ထပ်ပြီးတော့ငွေတွေထုတ်ပေးရအောင်ပါလားဒါမှမဟုတ်ကျွန်တော်ဖြစ်တော့မှာဘာလို့လဲဆိုတော့ကျွန်တော်ကငွေသုံးဆွဲတဲ့နေရာမှာအကယ်လို့ပေါ့နော် 9နှစ်အတွင်းကို2.5ဘီလီယံလောက်သုံးမယ်ဆိုလို့ရှိရင်အာကွင်းကြီးပဲအဲ့အတွက်တည်တယ်နော်အဲ့လောက်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိ MO ရင်းအတွက်လက်ရှိကျွန်တော်တို့ကစားမဆိုင်နေအတွက်ဘယ်လိုငွေသွားသုံးမလဲထပ်ပြီးတော့အကျွေးတွေယူအောင်လားအကျွေးတွေယူအောင်မယ်ဆိုလို့ရှိရင်တော့အတင်းကအကျွေးနုံနစ်နေပြီဒါကြောင့်ပေါ်တော့ကျွန်တော်တို့ဒီဘောလုံးနဲ့ပတ်သက်လို့ကျွန်တော်စိတ်ဝင်စားရှိကြတဲ့သူတွေဘေး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 ပတ်ပတ်လေလေမှာကျွန်တော်ပြောကြတာကပေါင်နှစ်တည်းတမ5ဘီလီယံလောက်ကုန်မဲ့เนาะကျွန်တော်ဒီဒီကွင်းတစ်ကြီးကိုဘယ်ငွေနဲ့တိဆောက်မှာတော့ နံပါတ်1 100%တည်ကြတာဒီခုနကကျွန်တော်ရှိမှာပြောလို့ဒီဂလီဇာတို့ရဲ့ဘက်ကတော့ငွေထုတ်ပေးတဲ့အကြောင်းမရှိဘူးနံပါတ်2စာဂျင်ကအဲ့လောက်ထိငွေထုတ်ပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအကယ်လို့ထုတ်ပေးမယ်ဆိုလို့ရှိရင်တော့မှကျွန်တော်ပြောချင်တာက1.5ဘီလီယံလောက်ကို9နှစ်အတွင်းအသင်းကွင်းတည်ဆောက်ဖို့ထုတ်ပေးမယ်ဆိုရင် Amorin လူတစ်တွေအားဖြစ်ဖို့အတွက်သူတို့အားဖြစ်ပေးဘာဖြစ်ပေးမလားတော့ငွေထက်ပေးဦးမလားအလောက်ကြီးတီတော့ငွေသုံးပေးမယ်လို့ကျွန်တော်မထင်ဘူး။ဒါအပြင်အကျွေးနုံနစ်နေပါတယ်ဆိုတော့1ဘီလီယံလောက်ထိအကျွေးရှိတဲ့ United အတွက် နောက်ထပ်အကျွေးတွေထပ်တင်မဲ့ကိစ္စတွေဖြစ်လာအောင်မလားเนาะကွင်းသစ်တီဆောက်ဖို့အတွက်ပဲငွေတွေပုံပြီးတော့သုံးမယ်ဆိုပြီးတော့ကြီးပေလိုက်တယ်ဆိုရင်လက်ရှိ Manchester United ရဲ့လူစင်းရင်းကိုအားဖြည့်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုတွေသွားမလဲအခုလက်ရှိကျွန်တော်တို့လူစင်းရင်းအားဖြည့်ဖို့ငွေမရှိဘူးเนาะเนาะကျွန်တော်လက်ရှိလူစင်းအားဖြည့်ဖို့ငွေမရှိဘူးဘယ်လောက်ထိမရှိလဲဆိုလို့ရှိရင်အသင်းအနေနဲ့ပေါ့เนาะဒီ Sergeant Redcliffe ပြောသွားတယ်လို့ပဲသူတို့လည်းလက်ရှိပေါ့เนาะဝန်ထမ်းဖြုတ်တာတွေပါတွေပေါ့ဗျာအတိအမှန်မဟုတ်ဘူးဆိုလို့ရှိရင်အသင်းဟာ နိုဝင်ဘာလောက်မှာတဲ့လာမယ့်နိုဝင်ဘာလလောက်မှာတဲ့ကျွန်တော်တို့ cash လုံးဝကုန်သွားပြီးတော့ဘာမှငွေမရှိတော့ဖြစ်သွားမှာအဲ့လိုအခိုက်အတန့်မျိုးကြုံနေရတယ်ဒါအပြင်လက်ရှိအသင်းရဲ့လူငယ်ကစားမတွေအကယ်ဒမီတွေကစားမတွေကိုရောင်းချရလောက်တဲ့အထိပေါ့နော်ရောင်းချပြီးမှရတဲ့ငွေနဲ့ပြန်ပြီးတော့၃ရဖို့လောက်ထိအပြောင်းရွှေ့တွေမှာကျွန်တော်တို့ခက်ခဲနေတာဘယ်ငွေနဲ့အဲ့2.5ဘီလီယံကိုကျွန်တော်တို့သွားထုတ်မလဲဒါဟာလက်ရှိပြည်သက်အများစုကြားထဲမှာပေါ့နော်ကျွန်တော်တို့ကိုမေးခွန်းထုတ်စရာကောင်းနေတဲ့အရာဒါတွေနဲ့ပတ်သက်ပြီးတော့လုံးဝ ပြက်ပြက်တသားရှင်းရှင်းလင်းလင်းပြောသွားတာမျိုးပိုင်းရှင်နဲ့တာဝန်ရှိသူတွေရဲ့ဘက်ကကြုံမရှိဘူးเนาะဆိုတော့အသင်းဟာအရာအလုံးတိုင်ပတ်နေတဲ့အချိန်မှာเนาะအရာအလုံးတိုင်ပတ်နေတဲ့အချိန်မှာပြည်သက်တွေကိုအာယုံလွှဲစရာကိစ္စတခုကိုသူတို့ပေါ့เนาะချပြလာတယ်လို့ပဲကျွန်တော်ထင်တယ်ကျွန်တော်ပြောချင်တာရှင်းရှင်းလင်းကွင်းတည်ကြီးကတော့ဒါ okay ဒီမှာမှအမှန်ကန်ဟိုဂျင်းနဲ့ဆရာကြီးပဲကြီးလိုက်လို့ရှိရင်တော့တကယ်လုံးဝပေါ့เนาะအာသူတို့ပြထားတဲ့ project တွေမှာတော့အမှန်ကန်အမှန်ငယ်မေးပေါ့เนาะဆိုတော့ modern modern ကွင်းတည်ကြီးလည်းကျွန်တော်ဖြစ်မယ်ဘောလုံးကွင်းနေမဟုတ်ဘူး တခြားအကြောင်းဝါနေလဲကျွန်တော်တို့ဗောနော်တခြားထပါတော့ဗျာနော်အဲ့တော့ရှူဝဲလောက်တာမျိုးတွေဘာတွေပဲဖြစ်ဖြစ်ဗျာသိတယ်မလားဒီနိုင်ငံတကာပွဲတွေမှာဆိုလို့ချင်းလည်းပဲ host လောက်တာမျိုးတွေပဲဘာဖြစ်ဖြစ်ရာကောင်းရလိမ့်မယ်ဘယ်ပိုက်ဆင်နေကျွန်တော်စောင့်မလဲအသင်းရဲ့ဘက်ကပဲခါးစည်းခံရအောင်မလားတော့ပိုင်ရှင်တွေကတော့အချိန်တန်လို့ရှိရင်အချိန်ကြီးမကောင်းတော့ဘူးဒီအသင်းက profit မဖြစ်တော့ဘူးဆိုလို့ရှိရင်ရောင်းပြီးတော့နောက်ထပ်ပိုင်ရှင်တယောက်ပြောင်းသွားကြမှာပဲနောက်ပိုင်ရှင်တယောက်ပြောင်းနေနောက်ပိုင်ရှင်တယောက်ပြောင်းနေအဲ့လိုပြောင်းသွားကြမှာပဲဒါပေမဲ့လို့ပေါ့နော်ဒီအသင်းကကြားထဲမှာရှိတဲ့အကျွေးတွေကို အတင်းဟာတရားဒီတရားဒီပြီးတိုင်းရတဲ့ဘောနော်ကျွန်တော်ဝင်ငွေကနေတဆင့်သူတို့ကအကျွေးတွေအဒီအတင်းကြီးတွေကနေအကျွေးတွေထွက်ဆက်နေကြတာပိုင်ရှင်ရဘာမှအားဆိုင်မှုမရှိဘဲနဲ့အတင်းအကြောင်းရလာတဲ့ငွေတွေကိုပဲသူတို့ကထုတ်ထုတ်ပြီးတော့အဲ့ကွင်းကြီးကိုတိစောက်ဖို့လုပ်နေတယ်ဆိုရင်တော့ကျွန်တော်မထင်ဘူး။အဲ့ကြကွင်းတင်းနဲ့ပတ်သက်လို့ကကျွန်တော်တို့ဘောနော်သူတို့ပြထားတဲ့ project တွေကစိတ်လှုပ်ရှားဖို့ကောင်းတာမှန်ပြီမဲ့လို့အတင်းခါးစည်းခံရမယ်နောက်ထပ်အကျွေးကဏ္ဍတွေတိုးလာမယ်ကိစ္စကြီးတစ်ခုဆိုလို့ရှင်တော့ ဒါဟာတော်တော်ကြီးတော့တိုင်ပတ်နိုင်နေပေါ့နော်။ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်စာဂျွန်ရက်ဂလစ်တို့ပြောတဲ့လက်ရှိကွင်းတကြီးကိုဘယ်ငွေနဲ့တိဆောက်မလဲ။အသင်းနေနဲ့နောက်ထပ်အကြွေတွေထပ်ပြီးတော့ထူကြလိမ့်ဦးမယ်လို့ညီကတို့ထင်ကြလား။ဆွေးနွေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။